မ္မယုံရက်ွက်ကကြေကြေလူနေအိမ်တေးသေးလေးတွေကခက်စိတ်စိတ်ခဏနီးခဏနဲ့အဖူအဖိန်အချိုင်အိုင်နဲ့ဖြစ်ကတဲ့ဇန်လန်းလူနေစိတ်စိတ်ဒူဒူကြေကြေအခြေခံလူဒန်းစားဟုသုံးနှုံးရမယ်အစားအောက်ခြေလူဒန်းစားများနေထိုင်ရဟု ပြောင်းသုံးရမလို့ပင်ဒွတ်တထိုရက်ွက်ကလေးတွင်နိုင်ငံကျော်လိုက်ခင်ဦးနဲ့ဂွေတီမြမောင်တို့ နေထိုင်ကြသည်သူတို့ရဲ့စုံမှတ်ဓမ္မယုံကလေးတီကတရားပွဲကျင်းပစဉ်ဖျက်ထားသောဓမ္မယုံနောက်ချမ်းပြည်များကိုဖြစ်ကြတဲ့ဆံပြန်ရိုက်ထားရ၍ပို့ရိပ်ပင်ရိုင်းနေနေပေပြီသဒ္ဒဗုဒ္ဓဘာသာသာသနာရံဝါနေသူလင်းစီသောထို့သူစိတ်မျိုးကတော့ယင်းထဲမှာဂိမ့်အောင်နေကြစေသဒ္ဒဓမ္မယုံမှာဂိမ့်ဝဆံပြောနေသော ဗုဒ္ဓအစင်တူတော်ကတော့ပင့်ကူရှက်လိုက်ဖုံတက်လိုက်နှစ်ပင် အာတင်ပြုံတော်မူနေရလေသည် အသက်အရွယ်ကြီးရင်သူများဦးစီးတော်ဓမ္မယုံမှုဖျားစင်တူတော်ခမရေချမ်းမမှန်ပတ်မမှန်ပဲခန္ဒီစခန္ဒီစပါရမီဖြည့်တင်းရင်နဲ့တီးခံဆံပေတော်မူနေရရှာလေသည်ဒုဒတနေ့မှာတော့ဓမ္မယုံကလေးကိုတောင့်တင်းခိုင်မာစွာပြန်လည်ပြုပြင်တိဆောက်နိုင်ရန် လမ်းစာတစ်ခုရှာဖွေတွေ့ရှိခဲ့လေသည်သူနီမာမနဲ့စောစောကြီးလှောက်ရှားတံများကြာ၍အဘမြမောင်လန့်နို့လာရသည် အခါတိုင်းဆိုဒီအချိန်မျိုးဘသူမအိယာကထလိမရှိမိမြကအကြောင်းမရှိရင်ဒဏီကုံနီးပါအိနေတတ်ကြသည်မဟုတ်ပါလားအိရင်အိမအိရင်လေအိယာတွေကမထဘဲတယ်လီဖုန်းတစ်လုံးနဲ့ခွေနေသူများသာယခုတော့ မနဲ့စောစောလှုပ်ရှားတဲ့အများကြောင့်အဘမြမောင်လန့်နူလာရပြီဟဲ့အိမ်နဲ့ဘာရီဖြစ်နေကြတာလဲအခတိုင်းဆိုလူနှူးမှအိယာထားတတ်တဲ့ကောင်တွေအခုဘာဖြစ်နေကြတာလဲသူအမေကသူ့မိအကြီးဆုံးကလူပြိုကြီးကကလေးမှရေကြီးလို့အဘကြီးကလေးမှရေကြီးလို့ဟေးညီကြီးစကားကြအဘမြမောင်ကြောင်းသွားရသည် အမှန်တော့ကလေးနဲ့ဒီနေ့က အဝေးကြီးကိုဘာမှလည်းမဆိုင်ထို့ကြောင့်ကလေးရည်ကြီးတာနဲ့ဒီနေ့ကဘာဆိုင်လို့တော့မဆိုင်ပေမဲ့ရည်ဘေးအတွက်အလူခံထွက်မလို့လေအလူခံအလူခံစကားကြတော့အဘမြတ်မောင်ငောက်ခနဲ့ထထိုင်မိသည်တခါမှ အလူခံဘူးစိတ်မဝင်စားတော့မြေကအခုကလေးရည်ကြီးမှာ အလူခန့်ကိစ္စပြောလာပြီးကအခါတိုင်းဆိုရင်ဓမ္မယုံကိစ္စအလူခန့်ထွက်မြည်ပြောတိုင်းခါခါတီတီညင်းတတ်တဲ့မြေကအခုတော့တက်တက်ကြွကြွနဲ့အလူခန့်ထွက်မယ်ဆိုပဲအဘမြတ်မောင်လည်းထူးဆန်းနေ၍ထွက်ကြည့်လိုက်တော့ဟေးအလူခန့်ထွက်မြည်ဆိုတဲ့မြေကဂျင်းပေါင်းမီနဲ့ဂျက်ကက်နဲ့တွေ့ရတော့အံ့အားသင့်သွားရသည် သူတို့အလူခန့်ထွက်ရင်အင်ကြီးရဲ့ဖြူနဲ့ ပူပစုနေဟာကုထို့ကြောင့်မင်းတို့အလူခံထွက်မဲ့ပုံကလေးသူစကားမဆုံးခင်မြည်ကြီးကအဖိုးတို့လူအလူခံမဟုတ်ဘူးအဖိုးကြီးအခုဟာက လူစီကားတဲ့နေရာမှာအစိုးအတီးတွေနဲ့နာမည်ကြီးတွေကလာသည်ဆိုအလူခံကြမှာဟေးအဲ့လူလားသူတခါမှမကြဘူးတော့အလူခံနီးမှုအဘမြမောင်အံအားသင့်နေရသည် ဒါကိုသူ့မြည်ကြီးကဟုတ်တယ်အဖိုးကြီးအစွက်တီးတွေဈေးပွဲတော်တွေနဲ့အလူခန္ဓာအဖိုးတို့လူလေကြီးတို့ယိုယိုကြီးအလူခန်နေရင်ဘာမှမရဘူးမဟုတ်လားအခုဟာကအတ္တလေးသူစကားမဆုံးခင်အင်းရှိသူစောင်းပေါက်တွေတင်ထားတော့ကားကြီးတစီဆိုက်ရောက်လာသည်မြီးကလည်းသူ့အိမ်မှတတောင်တောင်တင်တင်ခောက်နေသောဂစ်တာကြီးဆွဲပြီးတွားပြီးအဖိုးကြီးညက်နေနောက်ကျမှပြန်လာမယ် ထို့သို့ဆိုပြီးကမန်ကရန်ကားပေါ်တက်ထွက်ခွာသွားလေတော့သည်အဘမြတ်မောင်တရာအိမ်မကျန်ရင်းနဲ့အတွေးနေချက်နေမိတော့သည်သူတို့တတလုံးအလူခံလာတာစတိကောလန်အင်ကြီးအဖြူနဲ့ကြီးစီလေးတီးရင်နဲ့ဓမ္မယုံရှိမှတော့လကရက်ွက်အတွင်ပတ်၍တော့လကတရားစာလေးစသချင်းဟောင်းလေးဖွင့်ပြီးအလူခံကြရသည် ယခုသူမျိုးတို့အလူခံရမှာတော့ဂျင်းပေါင်းမီနဲ့ဂစ်တာနဲ့စောင်းပေါင်းနဲ့ဆိုတော့ဘလူမြအလူခံကြလဲဆိုပြီးထူဆန်နေမိသည်နောက်ပြီးတော့ဒီလိုအလူခံတော့ဘလူလူတွေလှူကြမှလဲသိကျင်နေမိပြန်သည်ထို့ကြောင့်သွားနေကြဓမ္မယုံပင်မသွားတော့ပဲညီကြီးပြန်လာကူတာဇွဲကြီးကြီးနဲ့အိမ်ကနေပဲစောင့်နေမိတော့သည်ညက်နေနေကြချိန်မှာ အဘမြမောင်ရဲ့မြေကြီးသူ့လက်ဆွဲတော်ဂစ်တာကြီးဆွဲပြီးပြန်ရောက်လာသည် သူ့ပုံမှာအလူခံသွားတာနဲ့မတူပဲအပြော့ခရီးသွားပြီးပြန်လာတယ်လို့ရှင်ပြနေသည်မြေကြီးအိမ်ထဲရောက်သည့်နေ့အဘမြမောင်ပြေးသွားပြီးမြေကြီးဗျာအဖိုမြေကြီးကအိမ်ဝမှာတင်ဝစ်လာတော့ရှူဖက်နဲ့ကိုချွေရင်အလိုက်တင်ပြန်ထူသည်အဘမြမောင်ကပင်တိကျင်စောနေ့ ဒီနေ့အလူခန္ဓာဘယ်လိုနေလဲသူအမေကိုမြည်ကြီးကဖက်နှက်ချွတ်နေရင်တန်းလမ်းမပင်ဒီနေ့နာမည်ကြီးတွေတိတ်မလာတော့တိတ်မရပါဘူးအဖိုးရဲ့ဇရိတ်နှုတ်ပြီးသိန်း30ကြောကြောလေးပဲသိန်း30သူမြည်စကားကြတော့အဖမြတ်မောင်မျက်လုံးပြူသွားသည် တရက်ထဲအလူခန္ဓာသိန်း30တောင်ရတယ်ဆိုတော့အဘမြတ်မောင်အံ့အားသင့်နေသည် အဘတို့မိတ်ဆွေဟိုပရဟိတလုံနေတဲ့မင်းသားပြုတ်ဘသူထူးနိုင်ထူးလားအင်းအဲ့ဒီထူးနိုင်ထူးတောင်ရောက်လာပြီးလိုက်လွင်ပြီးအလူခန္ဓာမနေရသွားသေးတယ်ဟေးမြည်ကြီးပြောသည်မြအဘမြမောင်ဖုအံ့အားတင်စရာကြီးတချို့ကတီဆူတီးမှုတ်ပြီးအလူခန္ဓာတချို့ကအကအလှတရုပ်ဖော်ရင်းအလူခန္ဓာတချို့ကဇေယောင်ပြီးအလူခန္ဓာ တချို့ကလိုက်လွင်ပြီးအလူခန့်နဲ့အလူခန့်နီးပေါင်းစုံကိုလည်းတအံ့တော်ကြလိုက်ရလေသည်ထို့ကြောင့်အဘမြမောင်လည်းဓမ္မယုံအတွက်အလူခန့်ခြင်းစိတ်တွေတဖွာဖွာဖြစ်ပေါ်လာလေသည်ထို့ကြောင့်သူ့မြည်ကြီးနာကတ်ထိုင်ပြီးတော့မြည်လေဗျာဖူအဘမြမောင်ကအသံတူတူနဲ့ဟုတ်လီအဘတို့လည်းအလူခန့်ခြင်းလို့အဲ့ဒါဘယ်လိုကူညီလို့ရမလဲ ိကျင်လေအဘမျက်မှောင်စကားကိုသူ့မိကြီးကမျက်မှောင်ကျုံပြီးအဲ့ဒါတော့ကျွန်တော်လည်းမသိဘူးဗျအေးအဲ့ဒီလိုပွဲရီစီစဉ်တဲ့တငယ်ချင်းတော်ရှိတယ်ကျွန်တော်မေးပေးမယ်အဘမျက်မှောင် အားတက်သွားလေသည်အဘမျက်မှောင်မြေမိတ်ဆက်ပြီးတော့ပွဲစီစဉ်သူကြော့ကြော့မင်းမဓမ္မယုံနဲ့မဝင် စီဂရက်လေးဖွာရင်းနဲ့ကျွန်တော်ကပွဲသေးတွေ မကင်နာကြပြီဗျအခုကအဘမြေဘူဘူထွန်းကိုအာနာလအဘမြတ်မောင်မှာအသက်ကြီးတို့လေရွကျူးစွာနေအေးပါကွေတိပါတဲ့အဘတို့လေလူအပ်နေလို့အဘတို့ကဘလောက်ဖို့ထိရည်ရွယ်ထားလဲဟေးကြောကြောမင်းစကားကြောင့်အဘမြတ်မောင်ကြောင်သွားသည် သူစကားကဘာကိုရည်ရွယ်ပြောမှန်းမသိစောင်းဘ မိုက်နဲ့ဆက်ပစ္စည်းအတွေ့ကာဒစီဇက်ကိုင်းတရနာနာမည်ကြီးတုံးမယ်ဆိုတရကူ၁၂သိန်းလောက်ရှိတယ်အဖမြတ်မောင်ဥစပုတ်ပါထောင်းသွားသည်ဤကိစ္စမှာ သူတခြားဂောဘကရက်ွက်လူကြီးများနဲ့မတိုင်မီမဲတကူတဲ့ကြိတ်လုံနေရတာကိုဒါကမှကြောကြောမင်းပြောတော့ငွေအမောင်းလောက်ကိုသူ့ပဲတက်နိုင်မှမင်းနီအေးအဲ့ဒီလောက်တော့မတက်နိုင်ဘူးပေါ့ကွယ် အခုဟာကဒီလိုလို့ဟုတ်ကဲ့ဟိုကဘာပြောမှန်းမသိခင်အဘမြမောင်ကခေါင်းငိန်ပြီးသားဖြစ်နေသည်ဆက်ရဲကားရဲအလှခန့်အဖွဲရဲကိုပဲငှားလိုက် လူကိုကြတော့ Facebook ဆဲလီတွေရှိတယ်သူတို့ကကြအလကားခေါ်လို့ရတယ်အကျို့ဘူးတော့လှုပ်ပြီးပေါ့နည်းနည်းတော့အစေခံရမေးဟေးအစေခံရမေး အဘမြမောင်လန့်သွားသည်ဒါကိုကြိုကြိုမင်းကလက်ကပြပြီးအဘတို့ကိုစေးမှမဟုတ်ပါဘူးသူတို့ကိုပဲစေးကြမှာဒါပေမဲ့လူစီဖို့ကပူစရာမလိုဘူးဘယ်လိုလဲအဲ့ဒီလိုပဲလှုပ်ပြီးလိုက်ရမလားအဘမြမောင်ရောင်နာနာနဲ့ခေါင်းငိန်ပြီးဟုတ်ဟုတ်မောင်ရင်ကောင်းတယ်လို့သာအစီအစဉ်လိုက်ပါပြီးရောလေဒါနဲ့အလူခန္ဓာကဘယ်မှာအလူခန္ဓာလဲ အဖမြတ်မောင်ဓမ္မယုံကိုပြန်ကြည့်ပြီးဒီဓမ္မယုံရှိကွက်လက်ကလေးမှာကြောကြောမင်းကတောက်လက်စာစီကရက်ကို ပြည့်ချလိုက်ပြီးအာမဟုတ်တာအဖကလေအလူခံနေဆိုတာကလမ်းစုံလမ်းခွတွေဓမ္မမဟုတ်မိပွိုင်လိုနေရာမျိုးတွေမှာပိုအစဉ်ပြေးတာအော်ဒါဆိုဒီရက်ကွက်ကအထွေမြူရဲသွားတဲ့လမ်းလေးခွဆုံးမိပွိုင်ရှိတယ် အဲ့ဒီမှာကကလဲစုံနဲ့လူလဲစုံနဲ့ကြောကြောမင်းခေါင်းညိတ်လိုက်သည်စီဂရက်နောက်တစ်လိထုပ်မင်းညီပြီးတော့ဒါဆိုမတီငွေလေးအဘမြတ်မောင်အင်္ဂအဖွားကြီးမသိအောင်အင်္ဂယံကိုပြေပောင်လိုက်သည် မတီငွေကလူသေးသည်ကိုစိတ်ထဲမှလည်းတထင်ထင် အစီအစဉ်သာမအောင်မြင်ခဲ့ရင်အင်္ဂစုံမီ မများနေပြီလားဟု တွေးမိသေးသည် နောက်တော့ဘာပဲဖြစ်ဖြစ်တဘဝတခါစွန့်စားကြည့်မယ်กว่าဟုစိတ်ပိုင်းဖြတ်လိုက်လေတော့သည်နောက်တနေ့မနေ့ရက်ွက်ကအထွဲ့မြို့ရဲ့အသွာလမ်းစုံမီးပွိုင်နေရာမှာလော့စပီကာတန်ကြားရသည်ငါအတန်သေးတန်ကြောင့်တီစုတီမှုတ်တန်များချစ်ပေးကြပါအောင်လို့ဆိုသောအတန်များက ခဏခဏပြန်လွင်လာသည် တခါတခါလေးအချောက်တယ်များမလူနားထောင်နားထောင်အော်စေးယုံမှတပါဘာဇကလုံးမှပြောဖို့မဖြစ်နိုင်တော့တက်လွေအတန်များအဘမြတ်မောင်အိမ်ထဲမှာနားဆွင်ရင်းဇောချွေပြန်နေသည်ဒီလူအတန်မျိုးရီနေကဘသူကလူချင်းမီနီအလူခံမရရင်ပောင်ထားမိတော့အင်္ဂရန်လီစုံမီတွေးရင်တွေးရင်နဲ့မျက်ရည်များပင်ကြာကျင်လာမိသည် အင်္ဂရံဆုံးရင်အိမ်ဆုံးမီအိမ်ဆုံးရင်ဇဏီသာသမီမြေမြေတမိသားစီလုံးလမ်းပေးရောက်ပြီးဘာမဟုတ်တဲ့ဓမ္မယုံပြုပြင်ဖို့အလူခံပေးခြင်းစိတ်ကလေးတစ်ခုဖြင့်မိသားစုတစုလုံးအင်ကြီးရမဲ့ဖြစ်ပြီးတော့မြည်သူစဉ်းစား၍မဆုံးခင်မှာပင်မြို့အဘမြမအဘမြမဟေးဘာတူလဲကွာလှမ်းကြည့်လိုက်တော့ အယက်သမားဇေကြီးဇေကြီးဆိုတဲ့နာမည်ကသူ့နာမည်ရင်းတော်မဟုတ်ဇေအယက်အတော့များလူအယက်ကသမုတ်ထားသည့်နာမည်ဒုက္ခအာရဝန္တနဲ့လမ်းဆောင်မိပွိုက်မှာ အလူခန့်နေတာအဘတို့အဖွဲ့လားသူအမေးကြအဘမြတ်မောင် မျက်လုံးပြူသွားကဘာဘာဖြစ်လို့လဲမယုတ်မလွန်ပြန်မေးရသေးသည်သူအမေးကိုဇေကြီးက အာရပါရပြုံးကဘာမှမဖြစ်ပါဘူးအဲ့ဒီမှာ Facebook ပေါ်စက္ကလက်လန်ပြနေတဲ့ကောက်မှ တချင်းစုနေတာတွေ့လို့ကျွန်တော်လဲ900ထည့်ပြီးအဘတရဆဲခဲ့တယ်ဟေးအဘမြမောင်လန့်သွားသည်ဈေးကြီးမှပင်ဆက်၍မြိန်နေပြပတ်ဆက်သွားရှာပြီးနောက်တစ်ခါထပ်သွားစေအောင်မေ Facebook မှာနာမည်ကြီးနေတဲ့အချောက်မရော ဟိုတခေါ်မယဟိုကောင်ရွာသားရပ်ပါရီပါစုံနေတော့လူကိုအုံခဲနေတာပဲဒီကောင်တွေကောင်မတွေကို Facebook မှာစေမဝလို့လူကိုယ်တိုင်ရုပ်လုံးကြွာစေးကျင်နေကြတာသွားပြီပြူနောက်ကြနေမှာစလို့ဟေးအဘမြမောင်ကြောင်သွားသည် အချီအနီကဘာဖြစ်သွားပြီလဲဘာဖြစ်နေပြီလဲအဘမြမောင်မဝေခွေးနိုင် ဇေကြီးပြောသွားတာအတီလာနောက်နေတာလားလဲသူမသိမြို့အဘမြမောင်လာပြန်ပြီနောက်တရ Facebook ပေါ်မှာအသက်ကြီးမှနဲ့နေတဲ့တရအလူခံမန်းတံမှာတွေ့လို့200ထည့်ပြီးအဝစေးခဲ့တာတန့်နေဗျာအဘမြမောင်ဘာပြောရမှန်းမသိဂုံယူရမှာလားဝမ်းသာရမှာလားအိမ်ထဲဝင်ပုံပြီးဝမ်းနေနေရမှာလားမဝေခွေနိုင် ပြက်တော်ဖြစ်လာများမှမိပွိုင်းမှ အလူခံကြောင်းအာရပါရပြောတော်ကြသည်ကိုကြားရသည်အချီနီကတော့အလူခံကိုဥစည်းဖို့သူချော့မော့ထဲ့လွတ်လိုက်တော့မြကြီးဘိုးဘထွန်းပြန်လာကိုစောင့်ရန်သာရှိတော်သည် အလူခံမအောင်မြင်ရင်သူတို့မိသားစုဘဝသွားပြီအောင်မြင်ရင်လေညက်နေဆောင်ပြီးရက်ွက်ထိတ်မိပွိုင်းမှစူညံ့နေသောအတ္တများ တဇတဇနဲ့ရက်သွားပြီအဘမြတ်မောင်ခြေမကင်မိလက်မကင်မိနဲ့မယူမယွတ်ဖြစ်နေမိသည် အင်းရှိကတစ်ချောက်ပင်ကြီးနဲ့ရိုက်နေတဲ့ဓမ္မယုံကိုကြည့်ကကိုယ့်ရဲ့လာရကိုမြင်ရတယ်လို့ခံစားကြရသည် တွေ့ချင်းအုံးဟဲ့ဓမ္မယုံတန်ရောစဉ်ခန့်ချင်းအုံးဟဲ့အလှဟု ကိုကောင်းကူတာငရုတ်ချက်ပွေးနဲ့ထုကျင်နေတော့သည်အိနေကပြောင်းရွှေ့ရခက်ခဲမဲ့ပစ္စည်းများကို စိတ်နဲ့စရင်ပြူစုနေမိသည်အေးလီသေရင်ကုနောက်ပါမမမဟုတ်တာဟု တွေးနေမိသည် သူ့အိမ်ရှိသူဝေါကနဲ့အလူခံကားကြီးထိုးဆိုင်လာသည်ကားပေါ်မှဆင်းလာတော့မြကြီးဘိုးဘုံထွန်းကရဲကားပြုံးကနဲ့သူ့အားလက်မထောင်ပြသည်အဖမြတ်မောင်တက်ပြင်းချနိုင်ပေပြီထိုနေ့မှပင်ပေါင်ထားသော အင်္ဂရန်လီသွားပြန်ရွေးခဲ့သည် ဤတို့ဖြင့်လူကကြက်ကြက်လူနေအိမ်ကစိတ်စိတ်ဖုံကထူးထူးဒုပေတိပေစုတ်ရက်ွက်ကလေးကထွက်လိုက်ရင်မြူတဲ့သူသွားရဲလမ်းစုံမီးပွင့်တစ်ခုရှိသည် ထိုမီးပွင့်တွင် အလူခံတစ်ခုနေစဉ်ရှိလာသည်အရင်ကလူအစိုးအတီများမပါတော့သို့သောထိုနေ့မှအစ၍အလူခံကမပြတ်တော့ဖြတ်သွားဖြတ်လာလူများက ထိုအလူခံကိုဘာအတွက်အလူခံနေသည်ဘယ်နေရာလူအပ်၍အလူခံနေသည်ကို မသိကြလက်ထဲမှာအကြွေကလေးများရှိရင် ကားပေါ်ကပင်ပြည့်ကျဲချသွားမည်လက်ထဲကင်ထားသောငွေအကြွေအနှံကလေးများကို အလူခံဖလှမြင်ရင်ထဲ့သွားကြမည်ပင်မရှိလို့လူလာလားရှိလို့လူလာလားလူတွေမဝေခွဲကြတော့ပေမဟုတ်ဦးကြီးကြီးနောက်မှခက်ကုတ်ကုတ်ရှိနေသော ဓမ္မယုံကလေးကိုအဘမြမောင်ငေးကြီးနေသည်ဓမ္မယုံကလေးကတရားပွဲပြုလုပ်စဉ်ခွာချထားသော အနောက်ဖက်အချမ်းကိုပြန်လည်ပြုပြင်ထားပြီးပြီးပောက်ပြေးကွာကြနေသောဓမ္မယုံခေါမို့သူနှစ်ချက်လည်းလဲထားပြီးပြီးတို့အပြင်အဘမြမောင်အိမ်ဖြူကြစဉ်ဘူနေသောတင်များနဲ့ဓမ္မယုံအတွင်ဖျားเจ้าဆောင်ကိုလည်းပြန်လည်ပြုပြင်ထားပြီးလေပြီး အဘမြတ်မောင်ဓမ္မယုံနဲ့မလံမကန်းတွင် ရှိနေသော သူ့အိမ်ကလေးကိုငေးကြည့်လိုက်သည်သူ့အိမ်ကလေးကအရင်လိုတဲကုန်မဟုတ်တော့မကြသေးခင်ကမှဖြူချပြီးနှစ်ထပ်တိုက်အသေးကလေးပြန်ဆောက်ထားပြီးပြီအဘမြတ်မောင်ပိန်လီလီဓမ္မယုံကလေးကို ပြန်ငေးကြည့်လိုက်သည် သူအတွေ့အဲတွင်တော့ဓမ္မယုံကလေးကလူအချက်တွေများလိုက်တာဟု စဉ်းစားမိပြီးတော့ဓမ္မယုံနဲ့ဝင်ရန်ခြေလှမ်းပြင်သည်နောက်မှတရိယပြီးသူ့ရဲ့နှစ်ထပ်တိုက်တစ်ကလေးဘက်ကိုပြန်ငေးကြည့်မိသည်အတန်းကြာငေးကြည့်ပြီးမှတက်ပြင်းချကအေးလေအိမ်ဆူရာကလည်းလူအချက်တွေအများသားဟုတွေ့ရင် မကြခင်ကမှဝယ်ယူထားသောဓမ္မယုံရှိတဲ့တဲမှအိမ်တစ်ကလေးကိုလှမ်းကြည့်မိပြန်သည်အိမ်သည် ဖွန်းဝီခင်သေလွန်ပြီးကလေးကထက်မှန်ဝဲယူသူမရှိတော့သောအင်္ဂလီဒီအင်္ဂလီမှာနေသူမရှိသည်မှာကြာခဲ့ပြီယခင်လာကမှဓမယုံဂောဘကကြီးအဖမြတ်မောင်ကဓမယုံအတဖက်တလန်းမှအကျိုးပြုစေရန်လူငါဖွန်းဝီခင်ရဲ့သားမောင်ထွန်းတန့်ထံမှများစွာအနစ်နာခံလျက်အချူအချောင်ဈေးကလေးနဲ့ဝေထားလိုက်ခြင်းဖြစ်သည်မူရင်းအိမ်စုပ်ကလေးကိုဖြိုချပြီး ယခုလက်ရှိတထက်ဥပ္ပတ်ကအိမ်တန်းတန်ကလေးအဖြစ်ပြန်လည်တိဆောက်ထားသည်မှမကြလာသည်ထိုတိုက်တဲ့ကလေးကိုအဖမြမောင်ရဲ့လက်ယုံလူယုံမြေးကြီးဘိုးဘိုးထွန်းကဦးစီလျက်အလူခံနဲ့ဆက်ဆက်သောဝင်းဆောင်မှုလုပ်ငန်းတစ်ခုထူထောင်ထားသည်နိဗ္ဗာန်လံအလူမင်္ဂလာမန္တဝင်းဆောင်မှုလုပ်ငန်းဆိုသောခန့်ညာသောဆိုင်ပုတ်ကြီးစိုက်ထူထားသည်ထိုလုပ်ငန်းတွင် အလူခံနဲ့ဆက်ဆက်ပတ်သက်သောအလူခံမန်တက်မင်္ဂလာမန်တက်လော့စပီကာဆောင်းပါ DJ တက်ဆက်မှစာ၍အလူခံဆိုင်အိုးစီဝိုင်းအလေအလူခံဝစ်ဆာခမောက်နဲ့အလူခံဖလာဆိုအလူခံနဲ့ပတ်သက်သည်။တနည်းရဲတွင်စုံစီနဖာအကုံရသည်ရက်ွက်တာရီနာရီကိစ္စအဝဝအတွေ့အားထားစရာဌာနာကြီးတစ်ခုပင် ခက်ဝေးဝေးမိပွင့်က အလူကံမန်းတက်မှာတော့နိဗ္ဗာန်ကိုအကျိုးမြွေ၍နှိုးစော်အပ်ပါသည်ခမရဟုသောအတန်ကပြပြညောင်စည်းနှင့်ညောင်ပင် အလဲထက်အိမ်မများရောင်းဝယ်ဖောက်ကားကောင်းစေပင်